ခွင့်ပြုမပြုဆိုတာယာဟုလာကို ရှင်ပြုပေးလို့ပေါ်လာတဲ့အကြောင်းရင်းလားဖရာ တကယ်ဝိချင်းရင်မိဘကတားရင်တော်ဝိလို့ရမလားဖရာတဲ့ဟုတ်ပါတယ်နော်အရှင်ယာဟုလာလေးကိုကိုရင်ဝိပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပေါ်ပေါက်လာတဲ့အကြောင်းရင်းဖြစ်ပါတယ်မိဘကတားရင်တော်ဝိလို့ရသလားဆိုတော့မိဘခွင့်ပြုချက်မရှိတဲ့ပုံကိုယ်လေးကိုယဟန်ပြုပေးမယ်ဆိုရင်ယဟန်တော်ဖြစ်ပါတယ်သို့တော်လည်းပဲ ယဟန်ပြုပေးတဲ့တန်ကြာတော်တွေမှာဒုက္ခအာဘတ်တင့်သွားပါတယ်။ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်မိဘဤခွင့်ပြုချက်ကိုယူပြီးမှယဟန်ဝတ္တာဟာအကောင်းဆုံးပဲဖြစ်ပါတယ်နော်။နမောတတမြန်မာလိုပြန်ပေးတော်မူပါအရှင်ဖရာ။အစာအဆုံးစလုံးပေါင်းမှားရင် ခွင့်လွတ်ပါဖရာတဲ့။နမောတတဂါထာသည်ဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့သမ္မာသမ္ဗုဒ္ဓဂုံတော်ရဲ့ဟု ဂုံတော်၃မျိုးပါဝင်တဲ့ဂါထာဖြစ်ပါတယ်။နမောတတဂါထာကိုမြန်မာမှာပြန်ပြီးနမောတတဂါထာရွတ်ဆိုပုံကို ပြောပြခြင်းပါတယ်။တချို့ကနမောတတဘဂဝါတော်အရဟတော်တာမာတံဗုဒ္ဓတာဟု နမောတတဂါထာကို လေးပရခွဲပြီးရွတ်ဆိုနေကြပါတယ်။အဲ့ဒီလိုရွတ်ဆိုတာဟာမှားပါတယ်။တန်ယုတ်တနိကေအာဂန္ဓဝတ်ဒနေစာယီတုတ်အဖွင့်တီကမှာ နမောတတဂါထာတိနမောတတဘဂဝတောအရဟတောတမ္မာတံဘုဒ္ဓတာဟုငါပရခွဲ၍ရွတ်ဆိုရသောဂါထာဖြစ်တာကြောင့်နမောတတဂါထာတိအေဝံပင်စာပရိကဂါထာဖြစ်တယ်ဟု ဖွင့်ဆိုထားပါတယ်။ဒါကြောင့်နမောတတဂါထာကိုရွတ်ဆိုတဲ့အခါမှာနမောတတဘဂဝတောအရဟတော် တာမာတံမှုဓတဟုရွတ်ဆိုရမှာဖြစ်ပါတယ်နမောတတမြန်မာပြန်ကတော့ဘဂဝတော်ဘုံတော်ကြီးတော်မူသောအရဟတော်ပူဇော်အထူးကိုခံယူတော်မူထိုက်သောတာမာတံဘုဒ္ဓတတရားအလုံးစုံကိုကိုတော်တိုင်သိတော်မူထသောတတထိုမြတ်စွာဘုရားအာနမောရှ िख ိုးပါ၏လို့ဖြစ်ပါတယ်ခွင့်ပြုမပြုဆိုတာ ယာဟုလာကိုရှင်ပြုပေးလို့ပေါ်လာတဲ့အကြောင်းရင်းလားဖရာတကယ်ဝိချင်ရင်မိဘကတားရင်တောင်ဝိလို့ရမလားဖရာတဲ့ဟုတ်ပါတယ်နော်အရှင်ယာဟုလာလေးကိုကိုရင်ဝိပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့အကြောင်းရင်းဖြစ်ပါတယ်မိဘကတားရင်တောင်ဝိလို့ရသလားဆိုတော့မိဘခွင့်ပြုချက်မရှိတဲ့ပုံကိုယ်လေးကိုယဟန်ပြုပေးမယ်ဆိုရင်ယဟန်တော့ဖြစ်ပါတယ်တို့တော်လည်းပဲ ယဟန်ပြုပေးတဲ့တန်ဃာတော်တွေမှာဒုက္ခအာဘတ်တင့်သွားပါတယ်။ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်မိဘဤခွင့်ပြုချက်ကိုယူပြီးမှယဟန်ဝတ်တာဟာအကောင်းဆုံးပဲဖြစ်ပါတယ်နော်။အရှင်ဖေယားပါဦးစနေမီးလိုမှွေတယ်လို့ပြောပါတယ်။ဟုတ်ပါသလားဖေယား။တပည့်တော်မှတိပါရစေအရှင်ဖေယားတဲ့။လုံးဝမဟုတ်ပါဘူးနော်။မိနန်တွေဆိုတာကလူတွေတတ်မှတ်ထားတဲ့ပြည့်ညတ်တွေပါ။ အဲ့ဒီလူတွေတတ်မှတ်ထားတဲ့ပြည်ညတ်တွေဟာလူတွေကိုမိတိကောင်းကျိုးဆိုးကျိုးမှမပေးနိုင်ပါဘူးလူတွေကိုကောင်းကျိုးဆိုးကျိုးပေးတာကလူတွေနှိမ့်စဉ်ပြုလုပ်နေတဲ့ကောင်းမှုမကောင်းမှုတွေကသာကောင်းကျိုးဆိုးကျိုးပေးတာဖြစ်ပါတယ်ဒါကြောင့်မလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်မခံပါနဲ့မလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်ခံမိမယ်ဆိုရင်ဆိုးကျိုးတွေဖြစ်တတ်ပါတယ် လွန်ခဲ့တဲ့၁၀နှစ်လောက်တုန်းကဦးစင်းတို့နေတဲ့ပတ်မှာလင်မယားနှစ်ယောက်ပါဦးလေးမွေးဖို့မြို့ကိုတက်ပါတယ်မြို့ကိုရောက်တဲ့အခါမှာတကယ်တကြွန်းနားလေတဲ့ဆရာဝန်ဆရာမတွေနဲ့ပြတာတာမဟုတ်ပဲအပုံးတွေနဲ့ပြပါတယ်အပုံးတွေနဲ့ပြတဲ့အခါမှာရင်တို့မွေးမဲ့ကလေးကတာဦးလေးလည်းဖြစ်တယ်လို့စနေနေ့မှလည်းမွေးမှာ ဖြစ်တဲ့အတွက်တာဦးစနေမီးလို့မှွေတတ်တယ်ဒါကြောင့်နင်တို့သဘောတူတယ်ဆိုရင် စနေနေ့မှမမွေးအောင်ငါလုပ်ပေးမယ်ဆိုပြီးဘာဆေးတွေလည်းမသိဘူးမိခင်ကိုတိုက်လိုက်ပါတယ်အဲ့ဒီလိုတိုက်လိုက်တဲ့အခါမှာကိုဝန်ဆောင်မိခင်ဟာမွေးမဲ့နေ့မှလည်းမမွေးတော့တယ်လို့နောက်တစ်နေ့မှလည်းမမွေးသေးပါဘူးတန်တရားဖြစ်တာနဲ့ဆေးုံပေါ်တင်ပြီးရေးပေါ်ခွဲစိတ်ကြီးတဲ့အခါမှာကလေးကရေမွာတွေမှုန်ပြီးပြေဆုံးနေပါတယ်နော်ဒါဟာမလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်ခံလို့ ဖြစ်ပေါ်လာတဲ့စူဂျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ဦးဇင်းရဲ့တရားဒဂမတွေကိုပြောချင်တာကနိဗ္ဗာန်တွေဆိုတာဟာလူတွေတတ်မှတ်ထားတဲ့ပြည့်ညတ်တွေ ဖြစ်တဲ့အတွက်အဲ့ဒီပြည့်ညတ်တွေဟာမိတိကောင်းကျိုးစူဂျိုးမှမပေးနိုင်ပါဘူး။ဒါကြောင့်မလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်မခံပါနဲ့လို့ပြောချင်ပါတယ်နော်။အရှင်ဖေယရှင်မဟာမောဂလံကိုရိုက်နှက်နှိပ်စက်တဲ့ခိုးသားတွေဟာ အပြစ်ခံရအောင်မလားဖရာတဲ့ဒိဋ္ဌာဓမ္မခံသွားရတယ်လေနော်ရှင်မောကလန်ကိုရိုက်နှက်တဲ့အကြောင်းအဇာတသမင်းသိတဲ့အခါမှာအဲ့ဒီခိုးသားတွေကိုဖမ်းဆီးပြီးတော့တွင်းတူးစီပြီးတွင်းတဲကိုဆင်ခိုင်းပါတယ်ခေါင်းလောက်ခေါ်ထားပြီးခေါင်းပေါ်မှာကောက်ရိုးတွေပုံပြီးမိရှို့ပါတယ်ကောက်ရိုးတွေပြာကျသွားတဲ့အခါမှာတန်ထွန်သွားနဲ့ထွန်ပြီးတက်လိုက်တာကြောင့်အပိုင်းပိုင်းပြက်ပြီးတေဆုံးကုန်ကြပါတယ်တေပြီးတဲ့အခါမှာလည်း အားလုံးငရဲကို ကြားရောက်ရပါတယ်နော်ငရဲပြည်တို့နတ်ပြည်တို့ဆိုတာတကယ်ရှိတာလားသူများနိုင်ငံတွေဆို အာကာသလေရင်နဲ့ဒီလကဘာအပြင်ဘတ်တောင်သွားနေတာဘာနတ်ပြည်မှလည်းမတွေ့ဘူးတဲ့ဒီမန်ပိုင်ရှင်လေးကိုဦးစင်တနာမိပါတယ်နော်ရုပ်မှန်သမျှအစင်းရှိပါတယ်သို့တော့အချို့အစင်းတွေက အလွန်အမတန်မှနုညံ့သိမ်မွေ့လွန်းတာကြောင့်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူးမမြင်ရဘူးဆိုတာက မရှိလို့မမြင်ရတာမဟုတ်ပါဘူးကိုကမြင်နိုင်တဲ့စွမ်းအားမရှိလို့ဖြစ်ပါတယ်ငရေပြည်နတ်ပြည်တွေကိုလူတွေက မြင်ရဖို့မဆိုထားနဲ့အောက်အောက်သောနတ်ငယ်တွေမြမာငယ်တွေတောင်မှအထက်အထက်သောမြမာကြီးတွေကိုမမြင်ရပါဘူး အထက်အထက်သောမြမကြီးတွေကရုပ်ကြမ်းဖန်ဆင်းပြမှသာအောက်အောက်သောမြမငယ်တွေနတ်တွေကမြင်ရပါတယ်။ငယ်ရဲ့ပြည်တွေနတ်ပြည်တွေဆိုတာက ကံကြောင့်ဖြစ်တဲ့ရုပ်တွေဖြစ်တာကြောင့်အလွန်အမတန်နှူးညံ့လွန်တဲ့အတွက်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူး။ငယ်ရဲ့ပြည်တွေနတ်ပြည်တွေကိုမြင်ချင်တယ်ဆိုရင်ဖျားရှင်က အခုလိုနီလန်ပေးခဲ့ပါတယ်။ဖျားရှင်ပေးခဲ့တဲ့နီလန်ကသမထဘာဝနာနီလန်ပဲဖြစ်ပါတယ်။ ။တမထဘာဝနာကိုပွားများတဲ့အခါမှာပထမဇံကနေပြီးဒုတိယဇံတတိယဇံစတုထဇံပင်စမဇံအထိအစုံပွားများရမှာဖြစ်ပါတယ်။တခါပင်စမဇံကနေစတုထဇံတတိယဇံဒုတိယဇံပထမဇံအထိအစံပွားများရမှာဖြစ်ပါတယ်။အဲ့ဒီလိုအစုံအစံပွားများပြီးဝတိဖော်နိုင်မှသာ စွမ်းအားတစ်ခုကိုရပါမယ်။အဲ့ဒီစွမ်းအားကတော့ ဝေသောဖုံးကွယ်အပ်သော အလွန်နူးညံ့သိမ်မွေ့သောအစင်းတို့ကို မြင်ရတဲ့နတ်မြတ်စီကဲ့သို့သော အမြင်အာရုံပဲဖြစ်ပါတယ်။အဲ့ဒီနီးနဲ့စူးစမ်းအထုံမှသာငရဲပြေနတ်ပြေတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒီနီးနဲ့စူးစမ်းအထုံခြင်းမရှိပဲပါမန်လောကီပညာနဲ့လိုက်ကြည့်နေလို့ကတော့ငရဲပြေတွေနတ်ပြေတွေကိုလုံးဝမြင်ရမှာမဟုတ်ပါဘူး။ ယောမေအယံဗန္တိကုသိကတောကုမာရကောဝါကုမာရိကာဝါသောဘဂဝန္တံတရဏံကိသတိဓမေသဘိက္ခုတံကိသဥပါတကံတံဘဂဝါဓာရတုဣဇာတကေပါဏုပေတံတရဏံကတံတိဗန္တိအရှင်မြတ်ဖယမေတပိတော်မဤကုသိကတောဝါ၌တိသော ယောအယံအကျဉ်သူတိကုမာရကောဝါသဒ္ဓောတတိမူလေဟောတုဖြစ်စေကုမာရိကာဝါသဒ္ဓောသမိတိမူလေဟောတုဖြစ်စေသောထိုသဒ္ဓောတသဒ္ဓောသမိတိဘဂဝန္တံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟု၍ကိစ္စတိစိကပါဤဓမ္မေသာတရားတော်ကိုလည်းတရဏံကိုးကွယ်ရာဟု၍ကိစ္စတိစိကပါဤ တန်ခင်စတန်ကားတော်မြတ်အပေါင်းကိုလည်းတရဏံကိုးကွယ်ရာဟူ၍ဣစတိစိက္ခပါ၏ဘဂဝါမြတ်စွာဘုရားတိတန်ထိုသူကိုဣစတတိယနေ့မှဆံ၍ပါဏုပေတံအတ္တထံဆုံးဥပါတကံတိယရနာ၃ပါးကိုယုံကြည်စိက္ခတတ်သူဟူ၍ဒါရီတုမှတ်တော်မူပါမြတ်စွာဘုရား ်အရှင်ဖရာတပည့်တော်မတိလို့ပါ မရှင်းလို့ပါရှင်မောက်ကလန်ကမိဘနှစ်ပါးကိုတက်ပြီးယဟန္တာဖြစ်သွားတယ်အရင်ဘဝကတက်ပြီးဖြစ်တာလားပင်စာနန္ဒရိယကံထိုက်ရင်တရားမရတာတဲ့ရှင်မောက်ကလန်မိဘနှစ်ပါးကိုရိုက်တယ်ဆိုတာဟာရှင်မောက်ကလန်ဘဝမှာရိုက်တာမဟုတ်ပါဘူးเนาะရှင်မောက်ကလန်ဘဝကိုမရောက်မီရှေ့လွန်လေပြီးတော့ဘဝတစ်ခုမှာရိုက်ခဲ့တာပါ တချို့ကရှင်မောက်ကလန်လောင်းသည်မိဘနှစ်ပါးကိုရိုက်သက်ခဲ့တယ်လို့ပြောပါတယ်။ရိုက်တာကတော့မှန်ပါတယ်။သို့တော်မတက်ခဲ့ပါဘူးနော်။မိဘနှစ်ပါးကိုရိုက်နှက်နေစဉ်မှာသားဘေးလို့ရပြေးဖို့ကသာအဟိပြောဆိုနေတာကိုကြည့်ပြီးတော့မိဘနှစ်ပါးကိုတနာပြီးအိမ်ပြန်ခေါ်သွားကပြုစုလုပ်ကြည့်ခဲ့ပါတယ်။သို့တော်လည်းပဲမိဘနှစ်ပါးကိုရိုက်နှက်ခဲ့တဲ့အကုသို့ကံကြောင့်အဲ့ဒီဘဝကတည်တဲ့အခါမှာငရဲကိုကြောက်ရွံ့ခဲ့ရပါတယ်။ ဒါကြောင့်ရှင်မောက်ကလန်လောင်းသည်မိဘနှစ်ပါးကိုရိုက်ခဲ့တာတော့မှန်ပါတယ်။သို့သောမတက်ခဲ့ပါဘူးเนาะ။မတက်ခဲ့တဲ့အတွက်အဲ့ဒီဘဝမှာလည်းပင်စာနန္ဒရိယကံမထိုက်ခဲ့ပါဘူး။ယခုရှင်မောက်ကလန်ဘဝရောက်တဲ့အခါမှာလည်းပဲမိဘကိုတတ်တဲ့ပင်စာနန္ဒရိယကံမရှိတဲ့အတွက်ကြောင့်ရှင်မောက်ကလန်ဟာယဟန္တာဖြစ်သွားခြင်းဖြစ်ပါတယ်။နားလည်ပါစေเนาะ။အခုမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာ။ဩဒါမြတ်စွာဘုရားရဲ့တင်ကန်းတော်လို့ကျွန်တော်ကြားတော့လေ။ဟုတ် ဒါမြတ်စွာဘုရားသင်္ကန်းတော်ဆိုတာစစ်ကြောင်းဘယ်လိုလေးပြောပြမလဲမြတ်စွာဘုရားသင်္ကန်းတော်စစ်ကြောင်းဆိုတာကသူဒီရတဲ့အကြောင်းတော်မှာဒီမှာရသူလက်ထက်မှာရှယ်ရတဲ့အကြောင်းတော်မှာကသူတမိုင်းစဉ်တမိုင်းဆက်အကြောင်းအတိအကျရှိတယ်ပြီးတော့ဒီသင်္ကန်းတော်ကတ်လူရယ်ဆိုတဲ့အကြောင်းကိုလည်းပါဠိတော်မှာပါတာအကြောင်းရရှိဒီသင်္ကန်းတော်ကိုမနကုလပီတာနဲ့နကုလမာတာနဲ့မြတ်စွာဘုရားပထမဆုံးညွှန်ပြတဲ့အချိန်မှာအိမ်ကိုဖိတ်ပြီးဆက်ကတ်တဲ့အချိန်မှာသူခဲ့တာအဲ့လိုသူခဲ့တယ်သူခဲ့ပြီးတော့ ်မြတ်စွာဘုရားက28နှစ်နဲ့လေးလတည်းဒီသင်္ကန်းတော်ကိုယုံခဲ့တယ်ဒီဗီဒီယိုဖိုင်ကို ရှင်းပြပေးပါအောင်လို့လျှောက်ထားကြတဲ့အတွက်ဥစဉ်ပြောပြပေးမလို့ပါနော်မြတ်စွာဘုရားဤသင်္ကန်းတော်ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုတော့မပြောတော့ပါဘူးအငင်းပွားကြမှာစိုးလို့နော်ပိတကတ်ထဲရှိတဲ့အတိုင်းခြားပြပေးပါမယ်ကိုဘသာကို ဝေဖန်သုံးသက်ကြည့်ကြပါမြတ်စွာဘုရားဤသင်္ကန်းတော်သည် မြတ်စွာဘုရားဤအထွာတော်နဲ့ဆိုရင် အလျား၉ထွာအနံ၆ထွာရှိပါတယ်မြတ်စွာဘုရားဤတထွာသည်ပါမန်ပုဂ္ဂိုလ်တယောက်ဤတထောင်ထွာရှိပါတယ်ဒါဆိုရင်သင်္ကန်းဟာတော်တော်ကြီးနေပါပြီနော်ပြီးတော့မြတ်စွာဘုရားကသင်္ကန်းကိုအယောင်၇မျိုးသတ်မှတ်ခဲ့ပါတယ်သင်္ကန်းအယောင်၇မျိုးကဘာတွေလဲဆိုရင်၁အညိုယောင်နည်း၍အဝါယောင်များသောသင်္ကန်း နှစ်အနက်ရောင်နေ၍အဝါရောင်များသောသင်္ကန်းသုံးအနီရောင်နေ၍အဝါရောင်များသောသင်္ကန်းလေးအညိုရောင်နေ၍အနီရောင်များသောသင်္ကန်းငါအနက်ရောင်နေ၍အနီရောင်များသောသင်္ကန်း၆အဝါရောင်တဝက် အနီရောင်တဝက် ရှိသောသင်္ကန်း၇ပိန်းထဲစိုးရည်ဖြင့်အဝါရောင်တသက်ဆိုးထားသောသင်္ကန်းတို့ဖြစ်ပါသည်ပေါ်ပြပါအင်္ဂါရက်တွေနဲ့တိုက်ကြည့်လိုက်လို့လုံလုံညီညွတ်နေတဲ့ သို့မဟုတ်အထိုက်လျောက်ညီညွတ်နေတယ်ဆိုရင်ဖျားရှင်ဤသင်္ကန်းတော်လို့သတ်မှတ်ရမှာဖြစ်ပါတယ်လုံးဝမညီညွတ်ဘူးဆိုရင်တော့ဖျားရှင်ဤသင်္ကန်းတော်မဟုတ်ဘူးလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်ဟုတ်